ဒီနေ့လူရှင်ညာနေတကွဓမ္မမေဆွေများအားအနုမောဒနာတရားအနေဖြင့်ဒေါသအကြောင်းတီကောင်းစရာတရားတော်အပိုင်းနှစ်ကိုဟောကြားနာကြားကြရမှာဖြစ်တယ်ပေါ့မနေ့ကဒေါသအကြောင်းတီကောင်းစရာအပိုင်းတစ်ကိုဟောခဲ့တယ်ဒေါသဆိုတာခတ်ထန်ကြမ်းတမ်းမှုသဘော ြောင်ရွံ့မှုသဘောအရာဒေါသစိတ်ဆိုးတာမုန်းတီးတာရံညှိုးပွဲတာစိတ်ကောက်တာစိတ်ညစ်တာစိတ်ပင်ပန်းတာစိတ်နာတာအကုန်လုံးဟာဒေါသသဘောတွေပဲပေါ့သူနဲ့ဆက်ဆက်ပြီးတော့မနေ့ကပြောခဲ့တာဂျေဇုကမ်းမှုသဘောဆရာဂျေဇုမိဘဂျေဇုမိတ်ဆွေဂျေဇု တတ်ရှိဖြစ်စေတတ်မှတ်ဖြစ်စေဂျေစုရှိပြီဆိုရင်ဂျေစုမကမ်းရဘူးအဲ့ဒါဂျေစုကမ်းတာဟာလေဒေါသသဘောတရားဖြစ်တယ်ပေါ့နောက်ဂုံတုဂုံပြိုင်လောက်တာပါဠိလိုပြောတော့ပလာတလို့ခေါ်တယ်ကိုမသီလသမာဓိပညာမရှိဘဲနဲ့သီလသမာဓိပညာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့သွားနှိုင်းချင်တာသူ့လောက်ကတော့ဒိုလည်းရှိပါတယ်ကွာ ူ့လောက်ကတော့ဒိုလဲရပါတယ်ကွာဆိုပြီးတော့ဂုံတုဂုံပြိုင်သွားလှုပ်တာအဲ့ဟာမျိုးဒေါသလို့ခေါ်တယ်ပေါ့နော်ဒီနေ့ဒေါသနဲ့ဆက်ဆက်ပြီးတော့သိစရာ၅ခုရှိသေးတယ်တောကပရိဒေဝဒုက္ခဒေါမနတဥပါယတအဲ့ဒါတွေအားလုံးဟာဒေါသအုပ်စုတွေပဲတောကနဲ့ ဝမ်းနည်းမှုပူဆွေးမှုတဘောတောကလို့ခေါ်တယ်ဖြတနာတရား၅ပါးကျုံးလာတဲ့အခါမှာဝမ်းနည်းကြတယ်ပူဆွေးကြတယ်ညာတိပြတနာမိသားစုဝင်ထဲကတဦးတယောက်ကွယ်လွန်သွားခဲ့ရင်ဝမ်းနည်းကြတယ်ပူဆွေးကြတယ်အဲ့ဒါဟာ ောကနော်သောကဆိုတာအဘိဓမ္မာဒေသနာအနည်းနဲ့ပြောရင်ဒေါမနတဝေဒနာလို့ခေါ်တယ်စိတ်ဆင်းရဲမှုတစ်မျိုးပဲပေါ့ဒေါမနတဝေဒနာခံစားမှုစိတ်ဆင်းရဲခံစားမှုတပေါ့စိတ်မကောင်းဖြစ်ပြီးခံစားနေရတယ်သုတ်တန်ဒေသနာတော်ဒီမှာတောကလို့သုံးတယ် မိဓမ္မတရားကိုအနည်းနဲ့ဒေါမနတဝေဒနာလို့ဒီလိုခေါ်ရတယ်အဲ့ဒါဒေါသအုပ်စုတွေပဲပေါ့အဲ့တော့မိသားစုဝင်တွေကတူတူယောက်ွယ်လွန်သွားရင်ဝမ်းနည်းမှုပူဆွေးမှုတွေဖြစ်ကြတယ်ရောဂါပြဒနာကျဲမာကြီးတွေဖောက်ပြန်ပျက်စီးယောဂါတွေဖြစ်လာရင်စိတ်သောကတွေရောက်အာငါတရားတော့မှာပဲဒီတောင်းယူငါမကြော်လုံနိုင်တော့ဘူးလို့ ဆိုးရိမ်မှုတွေဝမ်းနည်းမှုတွေပူဆဲမှုတွေဖြစ်လာတယ်။ကျမ်းမာရေးချုပ်ရင်းလာတဲ့အခါမှာငါဒီဘဝမှာတော့ဒုက္ခိတနဲ့နေရတော့မှာပဲ။ငါအကြကြမနေရတော့ဘူးကိုကုကုဝမ်းနည်းလာတယ်။အဲ့ဒါလေးကတော့ကအေကောင်းပြီနောက်တခါဘောကပြဒနာစီစဉ်ဥစ္စာတွေ ပူချပွေထားတဲ့စီးစင်ဥစ္စာတွေဆုံးရှုံးသွားတဲ့အခါမှာယူကျုံမရတွေဖြစ်ကြတယ်။ဝမ်းနည်းမှုတွေပူဆင်းမှုတွေဖြစ်ကြတယ်။အဲ့ဒါတွေအလုံးဟာတောကသဘောတွေပဲပေါ့။အေးအဲ့တော့ဒီတောကဖြစ်လာပြီဆိုရင်တတ္တဝါတွေဟာစာမဝင်တော့အိမ်မပြောတော့ဘူး။ အလုတ်ကိုင်းနေပြက်အချိန်နေဖြုံးတိမိသွားတယ်။ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူး။အကုသို့အုပ်စုဝင်တရားတွေဖြစ်တယ်။အကုအကုသို့ဆိုတာမကောင်းတဲ့သဘောဖြစ်တယ်။တတ္တဝါတွေကိုတနည်းမဟုတ်တနည်းနဲ့ဒုက္ခပေးနေတာနှိမ့်ဆက်နေတာဖြစ်တယ်ပေါ့။နောက်တစ်ခါ ပရိဒေဝငိုကြွေးမှုစိုးရင်တော့ကတွေအားကြီးလာတဲ့အခါမှာရင်ထဲမှာမမြိုသိမ့်နိုင်ဘူးနှုတ်ကနေအတန်ထွက်ပြီးတော့ငိုကြွေးတဲ့အဆင့်ကိုရောက်လာတယ်တော့ကကနေဒီဂရီမြင့်လာတဲ့သဘောပေါ့စိတ်တော့ကရောက်တာကြတော့တချို့လူမသိသူမသိစိတ်ထဲမှာပဲဖြစ်နေတာ အင်အားကြီးလာတဲ့အခါမှာဟန်မဆောင်နိုင်တော့ဘူးထိမ်းမထားနိုင်တော့ဘူးလူပုံအလဲမှာလဲငိုကြွေးတဲ့အဆင့်ကိုရောက်လာတယ်အဲ့တော့ပရိဒေဝဒီငိုကြွေးမှုဆိုတာလဲဒေါသအုပ်စုဝင်တစ်မျိုးပဲပေါ့စိတ်ဆင်းရဲမှုကြောင့်ငိုကြွေးမှုဆိုတာဖြစ်လာတယ်ဖျားလောင်းစားကြည့်တဲ့သူတော်ကောင်းကြီးတွေကတော့ လောကဏတရားတွေနဲ့ကြုံတဲ့အခါမှာတရားဓမ္မနဲ့ဖြေကြတယ်ဝမ်းနည်းမှုပူဆွေးမှုအဖြစ်အောင်နေတယ်ငိုကြွေးတဲ့အဆင့်ကိုမရောက်အောင်ထိမ့်သိမ့်တော်မူကြတယ်ဝမ်းနည်းနေလို့ငိုကြွေးနေလို့အကျိုးမရှိဘူးလေအချိန်ကုန်သွားတာပဲအဖက်တင်တယ်ခန္ဓာကိုယ်ပင်ပန်းဆင်းရဲတာပဲအဖက်တင်တယ် အဲ့တော့ငိုကြွေးမှုဆိုတာအလွန်စိတ်သောကများတဲ့လက္ခဏာတစ်ခုဖြစ်တယ်။ကြားရတဲ့ပုဂ္ဂိုလ်တိုင်းဟာစိတ်မသက်မသာဖြစ်ရတယ်။သူသူကိုယ်ကိုယ်ကြုံမှုကြမယ်။ပဝန်းကျင်မှာငိုကြွေးနေတဲ့အတန်တွေကိုကြားရရင် စိတ်မချမ်းသာဘူး။ဘာကြောင့်ပဲငိုငိုငိုတန်ကြားရပြီဆိုရင်စိတ်ဆင်းရဲကြတယ်။ အလွန်ပျော်ရွှင်နေတဲ့ပုဂ္ဂိုလ်တောင်မှသူများတွေငိုကြွေးတဲ့အတန်ကြာရင်မပျော်နိုင်တော့ဘူးအဲ့တော့ဒီငိုကြွေးမှုသည်ကာယကံရှင်တယောက်တည်းစိတ်တော့ကရောက်တာမဟုတ်ဘူးအဲ့ဒီငိုကြွေးတန်ကိုကြားရတဲ့သူတိုင်းမှလည်းပဲစိတ်မချမ်းမသာဖြစ်ကြရတယ်ပေါ့အဲ့တော့ငိုကြွေးမှုကမကောင်းဘူးပေါ့နော်ဝိဒါဇဝင်နေတဲ့မှာ ်တစုံတယောက်ကွယ်လွန်သွားရင်ငိုတက်ကြတာဓမ္မတာတစ်ခုလုံးဖြစ်တယ်တခြားမပြောနဲ့ဥစဉ်လို့အရှင်အာနန္ဒာဒါတောတပံပုဂ္ဂိုလ်ပါရမီရှင်ဘုရားရှင်ပြိဋိဘံဆန်တဲ့အခါမှာအဟံမဆောင်နိုင်ဘူးငိုတာပဲတောတပံဖြစ်ပြီမဲ့ငိုတာပဲအဲ့တော့ကိုချစ်ခင်မျက်နှိုးတဲ့ပုဂ္ဂိုလ်တွေနဲ့ခွဲခွာရတဲ့အခါမှာငိုကြွေးကြတာဟာဓမ္မတာတစ်ခုလုံးဖြစ်တယ် ။သို့ပေမဲ့လည်းတချို့ကကြတော့ဟန်ဆောင်ကိုယ်တာရှိသေးတယ်။မိသားစုဝင်တွေထဲကဆွေမျိုးတွေထဲကတဦးတယောက်ကွယ်လွန်သွားတဲ့အခါမှာမငိုရင်မကောင်းတက်လို့ဟန်ဆောင်ကိုယ်တာရှိတယ်။အဲ့ဒါကြတော့မာယာလို့ခေါ်တယ်။တကယ်ဝမ်းနေလို့ငိုတာမဟုတ်ပဲနဲ့ပဝန်းကျင်ကကိုယ့်ကိုတနာလာအောင်ဟန်ဆောင်တာနော်အဲ့ဒါကြတော့မာယာဖြစ်သွားပြီ ပမုန်းချင်းကကိုငိုတာလေးကိုကြည့်ပြီးတော့ကိုငိုတဲ့အတန်ကိုကြားပြီးတော့ငါ့ပေါ်မှာတနာကြပါစေ။အဲ့တော့ခုနှစ်အိမ်ကြားချစ်အိမ်ကြားတယောက်ကလုံးကြောင်းငိုကြွေးអော်ဟင့်နေတာမျိုးတွေရှိတယ်။အဲ့ဒါကြတော့မာယာဖြစ်သွားပြီပေါ့။ဘုဇနောတောင်ညမာကနောဆီတော်ဘုရားကြီးကဆုံးပါတယ်။ငိုစရာရှိရင်လဲတိုးတိုးတက်တက်ငိုရင်ကောင်းတယ်။ ခုနှစ်အင်ဂျာရှိအင်ဂျာတရွာလုံးဂျာတရွာကလုံးဂျာငိုတာမကောင်းဘူး။မဖြစ်လို့လဲဆိုတော့ဒီငိုတဲ့အတန်ဒီကြားရသူတိုင်းကိုစိတ်သောကရောက်စေတယ်။ဒါဘာဖြစ်လို့လူတွေကိုစိတ်သောကရောက်အောင်လုပ်ပါလဲ။ဒါကြောင့်တတ်နိုင်သမျှမပူဆွေးရအောင်မငိုကြွေးရအောင်နေ။အေးတရားနဲ့မပြေနိုင်လို့ငိုစရာရှိရင်လဲတူတူ တတငိုးဆိုပြီးတော့ဆရာတော်ဘုရားကြီးကသုံးပါတော်မူတယ်။ရှင်းသူတော်ကောင်းကြီးတွေမငိုချဘုံကိုဆရာတော်ကြီးကသုံးပါတယ်။ဘုရားတို့အလောင်းတော်ပါရမီဖြည့်စင်တုန်းကဘုရားလောင်းတထေသားရောရတောတရာအလောင်းတရာတထေသမီးရောနှစ်ဦးလုံးက စည်းစိမ်ဥစ္စာတွေကိုဆွန့်လွတ်လူဒန်းပြီးတော့ယသိဝတ်ကြတယ်။ဘုရားလောင်းနဲ့ယသိဝတ်ယတော်တရားလောင်းနေရာသတိသမီးနဲ့ယသိဝတ်တောထဲမှာတရားဓမ္မချစ်ချင်အထုတ်ကြ။ပါရမီရှင်တွေဆိုတော့ချောမောကြတယ်လှပ်ပကြတယ်။တထေးဘုရားကလာရာမို့လို့ အလုံးနူးညံ့ကြတယ်သိမ့်မွေ့ကြတယ်အဲ့တော့ယသိဘဝမှာသူများလှူတာတွေကိုစားရတယ်သိဥတွေသိမြစ်တွေသိရွက်တွေကိုစားရတော့အာဟာရတွေကအလွန်ကျန်းတယ်တတိဘဝမှာတော့ငါနူးနူးညံ့ညံ့အစာအာဟာရတွေကိုစားခဲ့ရပြီမဲ့ယသိဘဝမှာကျန်းတန်းတဲ့အာဟာရတွေကိုစားရတဲ့အခါမှာအာဟာရမမြတ်တော့ဘူး ဝမ်းချောတဲ့ယောဂါဖြစ်တယ်ပေါ့အစာအိမ်နဲ့အစာချမ်းနေတဲ့ဟာမတက်ဘူးအဲ့တော့ဝမ်းချောတဲ့ယောဂါဖြစ်အာရင်တွေကုန်ခန်းအဲ့ဒါနဲ့ဘုရားလောင်းရတိကရတော်တရားကို တွဲခေါ်လာပြီးတော့မျိုးရဲ့အဝင်ဝမှာရှိတဲ့ဇရက်ပေါ်မှာခဏနားကြတယ်ယတိမာကလေးကိုဇရက်မှာထားခဲ့ပြီးတော့ ယတိကမျိုးတဲကိုဝင်စီးသွားချတယ်အာရှိမဲ့အာဟာရတွေကို သွားအလှခံတယ်ဝေဒနာကအလွန်ပြင်းထန်တော့ယတိမာလေးဟာအဲဇရက်ပေါ်မှာပဲကွယ်လွန်သွားတယ်ယတိကြီးကဆေးတွေအာဟာရတွေရှားဖွေရရှိလာပြီးတော့ဇရက်ကို ပြန်လာတဲ့အခါမှာယတိမာလေးဟာကွယ်လွန်နေပြီမရှိတော့ဆုံးသွားပြီ ။ယသိမာလေးကအလွန်ရှောမောလှပတော့မြို့သူမြို့သားတွေကနှမျောတတ်တာဖြစ်ကြတယ်။ဝမ်းနေကြတယ်၊ပူဆွေးကြတယ်။ယသိမာလေးကရုပ်ကလည်းရှောစိတ်ဓာတ်ကလည်းကောင်းတော့မြို့သူမြို့သားတွေကနှမျောကြတယ်အဲ့တော့ငိုကြတာပေါ့နော်ယသိမာလေးအလောင်းသားမှာဝိုင်းပြီးတော့ငိုကြတယ်ခုနပြောတဲ့ပရိဒေဝနော်ပူဆွေးကြတယ်ငိုကြွေးကြတယ် ဒီဖရာလောင်းရတဲ့ကတီတီတန့်တန့်ပဲလုံးဝမငိုဘူးဝမ်းနေတဲ့အရေးကြောင့်မပြဘူးသူဆုံးခံလို့ရတဲ့ဥစ္စာတွေကိုသူတပားတည်းပဲအကုန်လုံးဖုံးပေးသုံးဆောင်လိုက်ပြီးတော့ငိုကြွေးနေတဲ့ပြည်သက်ကိုမငိုအောင်တရားပဲဟောပြနေတယ်ဖရာလောင်းရတဲ့ကလုံးဝမငိုဘူးအော်ယနေ့ခေတ်ကမငိုရင်ခံစားချက်မရှိဘူးလို့ ဘာမှမတော်ဆက်တယ်လို့ပဲလို့ရန်သူလားလို့ဒီလိုမျိုးတွေမေးလေးရှိကြတယ်ဓမ္မတာတစ်ခုလို့ဖြစ်နေတာပေါ့နော်တဦးတယောက်ဆုံးရင်ငိုရမယ်ဆိုတာကြီးကဓမ္မတာဖြစ်နေတယ်အဲ့တော့ငိုတယ်ဆိုတာကောင်းတဲ့ဥစ္စာမှမဟုတ်ပဲကာယကံရှင်တရားမရှိရကြတယ်ပေါ့ငိုတယ်ဆိုတာတရားမဲ့ရကြတယ်အဲ့တော့ပဝန်းကျင်ကိုငါဒီတရားမရှိပါဘူးလို့အော်ဟစ်ပြီးတော့ပြောပြတယ်လို့ဖြစ်နေတယ်ခொနေအင်ကြာရှိအင်ကြာတရွက်ွက်လုံးကြာတရွာလုံးကြာအောင် ငိုပြနေတာတွေဟာငါမှတရားမရှိပါဘူးလာကြည့်ကြပါလို့ပြောသလိုဖြစ်နေတယ်အဲ့တော့ဒီမှာဘုရားနောင်ယသိကြီးကနည်းနည်းမှမငိုပါဘူးငိုနေတဲ့ပြိဿကိုတောင်မှတရားဟောပေးသေးတယ်နော်အဲ့တော့တကယ်တော့ယသိမာလေးနဲ့ဘုရားနောင်ယသိကတည်းကလူဘဝတုန်းကလင်မယားပဲလေဇနီးမောင်နှံပဲလေဒါမှမဟုတ်လေတရားဓမ္မကိုကြင့်ကြံနေတဲ့သူတော်စင်ဖြစ်တဲ့အတွက်ကြောင့် ဝမ်းနည်းပူဆွေးမှုအရေးလက္ခဏာကိုနည်းနည်းမှမပြဘူးအေးဒါကြောင့်ပြောချင်တာကဝမ်းနည်းမှုပူဆွေးမှုငိုကြွေးမှုဆိုတာအကျိုးမရှိဘူးလို့ဆိုလိုတယ်ဝမ်းနည်းနေလို့ပူဆွေးနေလို့ငိုကြွေးနေလို့ဘာကောင်းကျိုးမှမရဘူးတေးတေးသွားတဲ့သူလည်းပြန်မရှင်ဘူးကိုယ်မှလည်းကျန်းမာရေးထိခိုက်တယ် ခန္ဓာကိုယ်ပင်မဲ့ဆင်းရဲတယ်ပေါ့နောက်ဦးဇင်းတို့ဘုရားနဲ့ထက်ကဗန္ဓုလစစ်သူကြီးရဲ့ကတော်မန္တိကာဆိုတာရှိတယ်သူတို့မှာတား32ယောက်ထွန်ကားတယ်အလုံးထိုးချတဲ့သားတွေဖြစ်တယ်အဲ့တော့ကောသလမင်းထံမှာအမှုတော်ထမ်းကြတယ်ပေါ့အဖေဖြစ်သူ ကတော့စစ်သူကြီးယာတုယူထားပြီးတော့သားတွေကိုလည်းပဲမင်းမူထမ်းအဖြစ်နဲ့တာဝန်ထမ်းဆောင်ကြတယ်အဲ့တော့သားဖာအင်အားကြီးတဲ့အခါမှာတချို့မလိုလားတဲ့အမတ်တွေကဘရင်ကိုဂုံးတိုက်ကြတယ်အချင်းမင်းကြီးဒီသားဖာတွေကိုလွှတ်မထားနဲ့သူတို့ကအလွန်အင်အားကြီးတယ်အချင်းမင်းကြီးကိုလှုပ်ကြံပြီးတော့နန်းသိမ့်သွားနိုင်တဲ့ ။ဒါကြောင့်ဒီသားဖားလေးကိုလက်စားတုံးတဲ့လောကကြီးကသိကြဖို့ကောင်းတယ်နော်။မယိုးသားကြဘူးမဖြောင်းမကြဘူး။အဲ့တော့ယိုယိုသားသားနဲ့အမှုထမ်းနေတဲ့သားဖားလေးကိုလောက်ကြံတက်ဖြတ်ဖို့ကြိုးစားကြတယ်။ဒီနေ့သားဖား၃ယောက်သားဖား33ယောက်ပေါ့နော်။သားက32ယောက်ဖေက1ယောက်ဆိုတော့33ယောက် အိမ်တိုင်းအိမ်တိုင်းမှာစူပောင်းဝင်ရောက်နေတဲ့အခါမှာအပြင်ကနေမိချိုတက်လိုက်ရတယ်။ပါးတွေရောအဖေရောအကုန်လုံးသေကုန်ကြတော့မိချိုတက်ခံလိုက်ရတယ်။တက်တက်ဆန်ဆန်အဲ့ဒီအချိန်မှာစစ်တူကြီးကရောမန်လိကာကအရှင်သာရိပုတ္တရာကိုပင့်ဖိပြီးတော့အိမ်မှာဆုံးကပ်နေတဲ့နေ့အရှင်သာရိပုတ္တရာကိုဆုံးကပ်ဖို့အတွက်ဆုံးဟင်းနေပြင်ဆင်နေတယ်။အဲ့ဒီအချိန်မှာပဲတည်င်းရောက်လာတယ် စစ်သူကြီးနဲ့သားတော်တွေလုံကြံတက်ပြက်ခံလိုက်ရပြီဆိုတဲ့င်းရောက်လာတယ်လုံးဝမငိုဘူးနော်လုံးဝမငိုဘူးငိုချင်းစရာပဲပေါ့နော်ကိုချစ်လာဆိုတော့သားတွေဆုံးသွားတာငိုချင်းစရာပဲပေါ့ကိုရဲ့ခင်မိုးဆုံးသွားတာငိုချင်းစရာပဲပေါ့ဒါမီမန္လိကာကလုံးဝမငိုဘူးလုံးစရာရှိတာသူ့ဟာသူဆက်လုပ်ပါလေအရှင်သာရိပုတ္တရာကို ဆုံးကပ်မှုကိစ္စတွေသူကသူအေးအေးဆေးတည်တည်ငြိမ်လို့သွားတယ်တရားပြေဝါတာတရားပြေဝါတာအဲ့ဒါကြောင့်မငိုတဲ့သူတွေကိုအာသူကမချစ်တတ်ဘူးလို့အဲ့လိုသွားပြောလို့မရဘူးမငိုတိုင်းမချစ်ဘူးပြောလို့မရဘူးသူခင်မွန်းပေါ်မှာမချစ်ပဲဘယ်နေမလို့သူသားတွေပေါ်မှာမချစ်ပဲဘယ်နေမလို့ဒါပေမဲ့တေးသွားတဲ့သူတွေကိုအကြောင်းပြုပြီးတော့ငိုနေခြင်းသည်တတ်တတ်ခွန်အားတွေကိုဖြုံးတီးတာပဲအချိန်ကိုဖြုံးတီးတာပဲ ငိုလိုက်လို့ဘသူအကျိုးရှိသွားမှာတော့ကိုယ်လည်းအကျိုးမရှိဘူးသူတို့လည်းအကျိုးမရှိဘူးကြားရမြင်ရတဲ့ပုံကမှလည်းစိတ်မကောင်းရုံမှတပါဘာမှအကျိုးရှိလာမှာမဟုတ်ဘူးပေါ့ဒါကြောင့်သူတော်ကောင်းတွေကတရားဓမ္မနဲ့ဖြစ်သိမ့်တယ်မငိုကြဘူးတောင်ကျမာကရုံစေတော်ဘုရားကြီးကအဲ့ဒီဇလံလေးတွေကိုထောက်စားပြီးတော့မငိုသင့်တဲ့အကြောင်းကိုဆုံးမတော်မူတယ်နော်မငိုသင့်ဘူးငိုတာဟာဒေါသပဲအကုသို့ပဲအဲ့တော့ ကိုယ်ကိုမြင်ရတဲ့ပုံကိုကြားရတဲ့ပုံတွေမှာလည်းစိတ်မချမ်းမသာတွေဖြစ်ကြအောင်မကောင်းဘူးပေါ့။ဒါကြောင့်မသေးခင်မှာငိုကြွေးမဲ့အစားလှုပ်တဲ့လှုပ်တဲ့တာကိုလှုပ်ပေးကြ။မိဘဘောမှာသားသမီးဘောမှာဆွေမျိုးဘောမှာတငယ်ချင်းတွေဘောမှာကိုယ့်ဘက်ကလှုပ်ပေးတင်တာတွေလှုပ်ပေး။အဲကွယ်လွန်သွားတဲ့ခါကျမှငိုကြွေးနေခြင်းဒီဘာမှအကျိုးမရှိဘူးအိပ်ပဲမရှိဘူး။ဒီလိုဆိုလို့လား။ အေကောင်းမီတာဒေါသရဲ့စနက်ဒေါသရဲ့အုပ်စုဝင်ပရိဒေဝငိုကြွေးခြင်းနောက်တစ်ခါဒုက္ခလို့ခေါ်တယ်သူကကိုစင်းရဲတာအနာရောဂါတွေဖြစ်တဲ့အခါကိုစင်းရဲတယ်ခလုတ်တိုက်မိတယ်ခန္ဓာကိုယ်နာကျင်ကြိုက်ခဲမှုတွေဖြစ်တဲ့တစုံတစ်ခုနဲ့ထိမိခိုက်မိတယ်အဲ့ဒါတွေအားလုံးကဒုက္ခပဲ ကိုစင်းရဲမှုသဘောပေါ့နော်တို့တော်ကောင်းကြီးတွေကကိုသာအစင်းရဲမယ်စိတ်တော်အစင်းရဲမခံကြဘူးခန္ဓာရှင်းရင်တော့မနာမကျမ်းမှုဆိုတာရှိမှာပဲလို့ဒါပေမဲ့အဲ့ဒီခန္ဓာကိုမနာမကျမ်းမှုတွေကိုအကြောင်းပြပြီးတော့စိတ်မစင်းရဲအောင်နေကြတယ်အဲ့တော့ကိုသာနိုင်နာမယ်စိတ်တော်အနာမခံဘူးတတဝါတွေနော်တစုံတစ်ခုခန္ဓာကိုယ်ခလုတ်တွေပါလေတိုက်တဲ့အခါမှာ ညီးတွားကြတာလေအမလေးဒုက္ခဆိုတော့ညီးတွေးကြတယ်ညီးတွားကြတယ်ဆိုတော့အဲ့ဒါဟာဒီခန္ဓာကိုယ်ဆင်းရဲမှုကိုအကြောင်းပြုတဲ့ဖြစ်ပေါ်လာတဲ့ဒုက္ခတစ်မျိုးပဲပေါ့ဤကောင်းပြီနောက်တစ်ခါဒေါမနတဒေါမနတဆိုတာစိတ်ဆင်းရဲမှုတဘောခုနကဒုက္ခဆိုတာကကိုယ်ဆင်းရဲမှုတဘောကိုနာတာနော်ဒီဒေါမနတဆိုတာကစိတ်နာတာဒုက္ခမှာပြောကြတယ်လေငါကတော့ဘသူကိုစိတ်နာတယ် ူ့ကြောင့်လာပြောမနေနဲ့ဆိုတာမျိုးတွေရှိတယ်အဲ့ဒါဟာဒေါမနတပဲစိတ်ဆင်းရဲနေတာစိတ်ထဲမှာမကောင်းခံစားနေတာဒေါမနတလို့ခေါ်တယ်ဆိုတော့ဒါလည်းမကောင်းဘူးပေါ့နော်နောက်ဆုံးတစ်ခုကတော့ဥပါယတာစိတ်ပူပန်တာစိတ်ပူပန်တာကိုဥပါယတာလို့ခေါ်တယ်စိတ်ပူပန်တယ်တချို့ဆိုရင်ဘယ်လောက်ဒီစိတ်ပူပန်တယ်လဲ ငိုတာတွေများပြီးတော့တောကတွေရောက်ငိုတာတွေများပြီးတော့တတိမိသွားတာတွေရှိတယ်လေအဲ့ဒါဥပါယတလို့ခေါ်တယ်ငိုရင်းငိုရင်းနဲ့တက်သွားတာတတိမိသွားတာအဲ့ဒါပါဠိလိုဥပါယတအလွန်စိတ်ပူပန်တာအဲ့တော့စိတ်ပူပန်တာ၃မျိုးရှိတယ်ပေါ့တောကရဲ့ပရိဒေဝရဲ့ဥပါယတရဲ့ဝမ်းနဲ့ပူဆွေးတဲ့စိတ်ပူပန်တဲ့တောက နှုတ်ကနေအတန်ထွက်ပြီးတော့ငိုတယ်ပရိဒေဝတတိမိလောင်အောင်ထီကိုစိတ်ပူပန်နေဆိုရင်ဥပါယတာ level ခွဲလိုက်တာပေါ့နော် level ခွဲလိုက်တာဒီ1နဲ့မှုပူဆွေးမှုစိတ်ပူပန်မှုကို level 1 2 3လို့သုံးဆင်ခွဲလိုက်တာပဲတော်ယုံတယုံပဲစိုးရင်ပူဆွေးနေရတယ်ဆိုရင်ဒါတော့ကလို့ခေါ်တယ်အတန်ထွက်ပြီးတော့ငိုလောင်အောင်ထီကိုပူဆွေးနေပါတယ်ဆိုရင်ပရိဒေဝလို့ခေါ်တယ်တတိမိလောင်အောင်ထီကိုပူပန်နေပါတယ်ဆိုရင်ဥပါယတာလို့ခေါ်တယ်ပေါ့ စာပေထဲမှာဥပမာလေးပေးတယ်။အိုးထဲမှာစီချက်တယ်။အိုးထဲမှာစီချက်တဲ့အခါမှာစီကိုအပူပေးလိုက်တဲ့ဥစ္စာဒါ level 1နော်။စီကိုအပူပေးလိုက်တဲ့ level 1စီတွေကပူပြီးတော့ကြွကြွဆူလာပြီးတော့ခြံတက်လာတယ်။အိုးကိုခြံပြီးတက်လာတယ်။စီတွေပေါက်ပွက်ဆူပြီးအိုးခြံတက်လာတယ်။အဲ့ဒါက level 2 နောက်တစ်ခါခြံတက်ပြီးတော့အိုးထဲမှာစီကက်ကက်တက်တက်ကြံခဲ့တယ်။အဲ့ဒီကက်ကက်တက်တက်ကြံခဲ့တဲ့စီတွေဟာအလွန်ပူပြီးတော့ခန်းချောက်သွားတယ်။အဲ့ဒါ level 3ပဲ။ CO အပူဒီဂရီကို level 1 2 3တို့ခွဲထားတယ်။စီကိုအပူပေးခြင်းသည်ဒါ level 1တော့ကတဘောပဲ။အပူလွန်ပြီးတော့ခြံတက်လာတာမျိုးကြတော့ဒါပရိဒီဝငိုကြွေးတာစိတ်ထဲမှာမထားနိုင်တော့ဘူးခန္ဓာကိုယ်ကနေ ခြံတက်လာပေါ်ပြရတယ်။ငါဝမ်းနဲ့နေပါလေဆိုတာကိုပြရတာမျက်ရည်ကျပြီးအတန်ထွက်ပြီးတော့ငိုပြရတယ်။ငိုလုံးအားကြီးလို့လူကတတိမေ့သွားတယ်မခံနိုင်တော့ဘူး။ခုနက CEO ကစီးလေးခြံကြပြီးတော့အိုးထဲမှာကြံခဲ့တဲ့ဥစ္စာတွေကအပူလောင်ပြီးတော့ခန်းချောက်သွားတယ်။အဲ့တော့အဲ့လိုမျိုးစိုးရိမ်မှုပူဆွေးမှုဝမ်းနဲ့မှုတွေကိုလေပဲအလိုက်ခွဲထားတယ်ပေါ့အဲ့ဒါကိုတောကတယ်ပရိဒေဝတယ်ဥပါယတာလို့ခေါ်တယ် တာမန်ဝန်းနေမှုသည်တောကငိုကြွေးမှုသည်တာပရိဒေဝဒုတိယလည်းပဲတတိမေလောက်အောင်တက်သွားအောင်အထီကိုဝန်းနေပြနေတာကြတော့ဥပါယတာအဲ့တော့ဒါရီယာကောင်းတဲ့သဘောတွေမဟုတ်ဘူးလို့ဆိုလိုတယ်နော်ကောင်းတဲ့သဘောတွေမဟုတ်ဘူးဒါကြောင့်အခက်အခဲတွေပြဿနာတွေလောကရန်တရားတွေကျုံလာပြီဆိုလို့ချင်းရတရားဓမ္မနဲ့ဖြည့်သိမ့်နိုင်ဖို့စူးစမ်းရမှာဖြစ်တယ်ပေါ့ လောကမှာမြတ်စွာဘုရားပွင့်ပေါ်လာတယ်ဆိုတာတတဝါတွေရဲ့ဒုက္ခကိုဖယ်ရှားဖို့ဖြစ်တယ်ပေါ့ဘလို့နင်းနဲ့မြတ်စွာဘုရားကတတဝါတွေကိုဖယ်ဒုက္ခဖယ်ရှားပေးတယ်လဲဆိုရင်တရားဓမ္မဟောကြားပေးသောအဖြစ်တနည်းအားဖြင့်ဤပေးလမ်းပြပြုသောအဖြစ်ပေါ့ကဲမင်းတို့တော့ကငါယူမယ်ငါပေးလို့ဒီလိုမျိုးတော့မဟုတ်ဘူးဤလမ်းပေးတာဒီလိုကျင့်တော့ဒီလိုသဘောထားတော့ဒီလိုလုပ်တော့လို့ဘုရားကဤလမ်းပေးတာ ဲ့လိုနီလန်းတွေကိုလိုက်နာကျင့်သုံးတဲ့အတွက်ကြောင့်တော့တတ္တဝါတွေဟာငိုကြွေးမှုစိုးရိမ်မှုပူဆိုးမှုဘဝကနေလွတ်မြောက်ကြရတယ်ပေါ့။ဒါလောကမှာဖျားပွင့်တယ်ဆိုတာအဲ့လိုတတ္တဝါတွေရဲ့ငွမ်းနည်းမှုငိုကြွေးမှုတွေကိုဖယ်ရှားပြဖို့ဖြစ်တယ်။တနည်းအားဖြင့်တတ္တဝါတွေအငိုတိတ်ဖို့ဖြစ်တယ်ပေါ့။ဒါပေမဲ့မြတ်စွာဘုရားရဲ့တရားဓမ္မကိုလေ့လာမှုကျင့်သုံးမှုမရှိရင်တော့တတ္တဝါတွေဟာငိုကြွေးရတဲ့ဘဝကနေလွတ်မြောက်ကြမှာမဟုတ်ဘူး။ ကျွန်တော်ဦးဇင်းတို့တက္ကရာကမတွေအနေနဲ့ဖယားပွင့်ရာကျိုးနဲ့အောင်တနည်းအားဖြင့်ဗုဒ္ဓဘာသာဖြစ်အားကျိုးနဲ့အောင်ဖယားလမ်းညွန်တဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးဖို့တော့လိုတယ်ပေါ့ဒီတိုင်းဖယားကိုကိုးကွယ်ပါဤဆိုရင်လည်းမပြီးဘူးနော်မြတ်စွာဘုရားဒီတတ္တဝါတို့ရဲ့ဒုက္ခကိုကယ်တင်ဖို့ပွင့်နေဆိုပေမဲ့အဲ့ဒီလမ်းညွန်တဲ့အတိုင်းကိုကျင့်မှသာတနည်းအားဖြင့်ဖယားရှင်ရဲ့ကယ်တင်မှုကိုမိမိကခံယူခြင်းစိတ်ပေါ်မှသာဖယားကကယ်တင်တယ်ကယ်တင်တယ်ဆိုတာ ဆုံးမတာပါလမ်းညွှန်တာပါเนาะအဲ့တော့တချို့သောတတ္တဝါတွေကအဲ့ဒီလိုအဆုံးအမတွေကိုမနာလိုဘူးမကျင့်သုံးလိုဘူးအဲ့လိုဆိုရင်ဒါဘုရားရှင်ရဲ့ကဲတင်မှုကိုမခံရဘူးဒီလိုပဲပြောရမှာပဲเนาะအဲ့တော့မိမိကိုယ်ကိုပြန်မေးခွန်းထုတ်ရမယ်ဒုက္ခရောဘုရားရှင်ရဲ့ကဲတင်မှုကိုခံရတဲ့ပုဂ္ဂိုလ်လားเนาะသူများတွေပြောသလိုမျိုးဘုရားကเนาะမင်းတို့ရဲ့ဒုက္ခတွေကိုငါအကုန်တာဝန်ယူတယ်ဆိုတာမျိုးမဟုတ်ဘူး မင်းတို့ရဲ့အာကုသူတွေအားလုံးကိုငါဖယ်ချပေးမယ်လို့ပြောတာမျိုးမဟုတ်ဘူး။ကျောင်းဖယားကယ်တယ်ဖယားကယ်တယ်ဆိုတာဖယားကအဆုံးမပေးတာကိုပြောတာပါ။ဒါကြောင့်တတိပဌံဒေသနာဒီထဲမှာဒုက္ခပရိဒေဝနဲ့တမတိတ်ကမာယဒုက္ခဒေါမနတာနဲ့အထင်ကမာယငိုကြွေးမှုတွေဝမ်းနည်းမှုတွေလုံမြောက်နိုင်ဖို့ကိုစင်းရဲမှုစိတ်စင်းရဲမှုတွေချုပ်နှိမ့်ဖို့အတွက်တတိပဌံကိုအထောက်ကြလို့ဘုရားကတတိပဌံအထောက်ကြီးကိုလမ်းညွှန်ပေးတယ် အငိုတိတ်ခြင်းသလားသတိပဋ္ဌာန်အာထုတ်ကိုစင်းရဲတွေစိတ်စင်းရဲတွေချုပ်ပြောက်ခြင်းသလားသတိပဋ္ဌာန်အာထုတ်ဝမ်းနည်းမှုဘူးဆဲမှုတွေကိုလုံမြောက်ခြင်းသလားသတိပဋ္ဌာန်အာထုတ်လို့မြတ်စွာဘုရားကဟောထားတယ်လေအေးငါငါတာဝန်ယူတယ်လို့ဘုရားမပြောဘူးနော်အေးမင်းတို့ရဲ့ကိုစင်းရဲစိတ်စင်းရဲကိုငါတာဝန်ယူတယ်ဒီလိုမျိုးဘုရားမပြောဘူးသတိပဋ္ဌာန်အာထုတ်အငိုတိတ်ခြင်းလားသတိပဋ္ဌာန်အာထုတ်စိတ်စင်းရဲမှုတွေချုပ်ငြိမ်းခြင်းသလားသတိပဋ္ဌာန်အာထုတ်ဒီလိုပဲဘုရားကပြောတာဒါကြောင့်မြတ်စွာဘုရားရဲ့ အကယ်တင်ကိုခံကျင်တယ်ဆိုရင်တရားအထုတ်ကြမှာဖြစ်မယ်။မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုကြင့်ကြံအထုတ်မှာဖြစ်မယ်။မဟုတ်ရင်တော့မိမိတို့ဗုဒ္ဓဘာသာဖြစ်ရကြို့နေမှာမဟုတ်ဘူး။ဟုတ်။အေးကောင်းပြီဒါကြောင့်ဒီနေ့လူချင်းများနေတကွာဓမ္မမိတ်ဆွေများအားလုံးဒေါသအုပ်စုဝင်ဖြစ်တဲ့ဝမ်းနည်းမှုငိုကြွေးမှုကိုယ်စင်းရဲစိတ်စင်းရဲမှု ပြင်းစွာပူပန်မှုဒီသဘောတရားတွေကိုနားလည်သဘောပေါက်ကြပြီတော့ ဒီဒေါသအုပ်စုဝင်တရားတွေဟာတတ္တဝါတွေကိုနည်းနည်းမှကောင်းကျိုးမပေးဘူးလို့သဘောပေါက်ပြီးတော့မိမိတို့တန်တန်မှာကိုယ်စင်းရဲမှုစိတ်စင်းရဲမှုတွေကင်းပြောင်းအောင်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးနိုင်ကြပြီးတော့လောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းအာမင်အာ